ကဘာအစံတက်ကစားသမားကိုအနာယူခဲ့တဲ့လို့အခုလိုအကြောင်းရင်းကြောင့်တန်းကျွဲ့တတိဖြစ်လာတဲ့ဂျိုရှုအဘန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရန်ကုန် entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျိုရှုအဘန်ကတော့ကဘာအစံတက်ကစားသမား Brandon Rival ကိုအမှတ်နဲ့အနိုင်ယူအပြေးမှာ တကယ်ကိုကဘာကျော် fighter တယောက်ဖြစ်သွားပြီလို့ဆိုနိုင်ပါတယ် အထူးသဖြင့်ဖလားပိုင်နိုင်ငံမှာဆိုရင်ပက်ကွေယိုကနိုင်ငံကုံဆောင်ကဘာကျော်လက်ဝိသမားအဖြစ်ရှိနေတယ်လို့မြန်မာနိုင်ငံမှာဂျိုရှွာဘန်ကကဘာကျော်ကစားသမားတယောက်ဖြစ်လာဖို့ရှိနေပါတယ်။အထူးသဖြင့်တော့ဂျိုရှွာဘန်ကအောင်လာထက်တောင်မှပို့ပြီးတော့မြန်မာကုံကိုဆောင်ဖို့ရှိနေရပါ။မြန်မာကုံဆောင် MMA fighter အောင်လာအန်ဆန်ဟာဆိုရင်ဝမ်ချန်ပီယံရှင်မှာချန်ပီယံကပတ်နှစ်ခုရခဲ့ပေမဲ့ဝမ်ချန်ပီယံရှင်ဟာအရှနိုင်ငံတွေမှာပဲနာမည်ကြီးနေရကြောင်းကဘာကျော်ကစားသမားမဟုတ်ခဲ့ပါဘူး။ အခုချိန်မှာတော့ဂျိုရှွာဘန်ဟာကမ္ဘာပေါ်မှာဂုံတိတ်ခအကြီးမားဆုံးနဲ့အဆင့်မြင့်ဆုံး UFC ပြိုင်ပွဲမှာချန်ပီယံဖြစ်လာတာကြောင့်တကယ့်ကိုမြန်မာနိုင်ငံအတွက်ပို့ပြီးတော့အကောင်ဆောင်နိုင်ခဲ့တယ်လို့ဆိုရမှာပါဒီလိုမျိုးဂျိုရှွာဘန်တယောက်ကမ္ဘာကျော်ကစားသမားတယောက်ဖြစ်လာတာနဲ့အတူ သူရဲ့နောက်မှာပါလာတာကငွေကြေးချမ်းသာမှုနဲ့အောင်မြင်မှုတွေပါပဲ ဒီကတဲ့လပိုင်းတော့ကဆိုရင်ချင်းတိုင်းသားလေးဂျိုရှူအဘဟံမိခင်ကြီးကအမေရိကန်ဒေါ်လာ9သိန်းခွဲတန်နဲ့မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်းတောင်းချီတန်နဲ့အင်ဂျီတလုံးလက်ဆောင်ပေးခဲ့ရဖြစ်ပါတယ်။အားလုံးဒီကြတန်ဂျိုရှူအဘဟံချင်းပြည်နယ်ဟာကာမြို့မှာမွေးဖွားခဲ့တဲ့ချင်းတိုင်းသားလေးဖြစ်ပါတယ်။ဒါပေမဲ့လည်းမိသားစုအခြေအနေတခုကြောင့်အမေရိကန်နိုင်ငံကိုပြောင်းရွှေ့ခဲ့ရပါဘူး။ မြန်မာနိုင်ငံကပြောင်းရွှေ့လာခဲ့တဲ့ဗန်နိုမီတာစုနေနဲ့အမေရိကန်နိုင်ငံမှာရပ်တည်ရတာကထင်ထားသလောက်မလွဲပါဘူး။ဗန်ရဲ့အမေကပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးတော့ဗန်နဲ့သူ့ညီမလေးကိုကြောင်းထားပြီးပြုစုပြောထောင်ခဲ့ရပါတယ်။ဒါပေမဲ့အခုတခါမှတော့ဂျိုရှွာဗန်တယောက်မိခင်ဂျေဇူးကိုဆက်လိုက်နိုင်ပြီဖြစ်ပါတယ်။ အတူတမင်းတော်ဂျိုးရှွာဘဲဟာ MMA ကစားသမားဘဝမှာအပတ်တကုတ်ကြိုးစားပြီးတော့အောင်မြင်မှုတွေကိုရှာဖွေခဲ့တယ်လို့ကန်တရားကလည်းသူ့ဘက်မှာရှိလို့နေရပါဂျိုးရှွာဘဲဟာသူ့ရဲ့ professional MMA ကစားသမားဘဝကို Fury Fight ပြိုင်ပွဲမှာစတင်ခဲ့ရဖြစ်ပြီးတော့ဇက်တိုက်နိုင်ပွဲရတာကြောင့်ကမ္ဘာကျော် UFC ပြိုင်ပွဲကတောင်သတိထားရတဲ့အဆင့်ဖြစ်လာတာပါဒါကြောင့်ဂျိုရှွာဘန်ဟာ UFC ပြိုင်ပွဲမှာကစားခွင့်ရတဲ့ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ပရိသတ်တွေကဗန်ကိုမြန်မာလူမျိုးတယောက် UFC မှာကစားတာကိုမြင်ကွင်းရရင်ကိုကျေနပ်ခဲ့ရဖြစ်ပြီးတော့ဗန်ရဲ့ချန်ပီယံကပတ်ခရီးလန်ကဆောင်းဆန်းရမယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ကန်ညာဝရိယပေါင်းဆက်သွားတဲ့အခါမှာဗန်ဟာ UFC မှာပွဲပေါင်းများစွာထိုးခွင့်ရပြီးတော့တစ်နှစ်အတွင်းမှာ6ပွဲအထိကစားခွင့်ရကောင်းအခုဆိုရင်တော့ကဘာပေါ်ကအကောင်ဆုံး Flyweight Champion ဂျူဖန်ချိုတာကိုမြန်မာနိုင်ငံကဂျိုရှွာဘန်ကစင်ခေါ်ခွင့်ရခဲ့ပါပြီ။ အထူးသဖြင့်ဘန်ကဘရူနိုဆယ်ဘာအပွဲပြီးမှကန်ဂျမာကချက်ချင်းမျက်နှာသာပေးမှုကြောင့်လူစားဝင်ကစားသမားအဖြစ်ဘရန်ဒန်ရိုဘနိထိုးခွင့်ရပြီးတော့ဘလို့မှမနိုင်ဘူးလို့ထင်တဲ့ဘရန်ဒန်ရိုင်ဘယ်ကိုအနိုင်ရရှိခဲ့ပြီးတော့ချန်ပီယံကပတ်အဆင့်ခေါ်ခွင့်ရခဲ့ပါတယ်ဒီလိုမျိုးဗန်တယောက်ပွဲကြီးတွေဇာတိုက်ထိုးခွင့်ရတာနဲ့အတူဝင်ငွေတွေကလည်းကြောက်ခမန်းလေးလေးဖြစ်ပါတယ်။ဂျိုးရှွာဘန်ဟာဘရူနိုဆယ်ဘောင်းနဲ့ပွဲမှာအမေရိကန်ဒေါ်လာ3000ချီထိုးခြင်းရခဲ့တယ်လို့ အခုလိုမျိုး Brandon Ryan နဲ့ပွဲမှာထိုးခြင်း2သိန်းခွဲ bonus 5000နဲ့စုစုပေါင်း American dollar 3သိန်းရရှိသွားပါတယ်။ဒါဟာမြန်မာငွေသိန်းတောင်းချေတန်တဲ့ပမာဏပါ။ဒါပြင် Van က Champion လူပဲထိုးတက်ရမှာဖြစ်လို့ထိုးခြင်း dollar 5သိန်းနဲ့အတူ Paper View တပွဲချင်းအခချင်းငွေနဲ့ပွဲကနေ dollar တန်းချေရမှာပါ။ Van အနေနဲ့ Champion ကပတ်မရရင်တောင်းအခုဆိုရင်တော့တကယ်ပါလုံးကပရိသတ်တွေတက်တက်လို့အားပေးရတဲ့ကဘာကျော်ကစားသမားဖြစ်နေပါပြီ။ဒါကြောင့် sponsor တွေနဲ့တခြားသောပုံရိပ် င်းပြူကအဝင်ငွေတွေတော်တော်များများရရှိမှာပါ။ဟာခမျိုးကကောင်လီကအခုဆိုရင်ကဘာကျော်ကစားသမားအဖြစ်နေအမြင့်ကိုပြန်တန်းနေပါပြီ။ဒါကအမေရိကန်ဆိုတဲ့ရေမြေမှာတောက်ပါခွင့်ရတာကြောင့်ပါ။တချို့နေကြတဲ့ပြည်သက်တွေအနေနဲ့ဂျိုးရှူအဘန်ကိုအားပေးကြလာဆိုတာပြောခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။